။ဒါဆက်နဲ့ရှင်းနေငယ်လေးထုတ်တော့ကျွန်တော်တို့ရုံးပါမယ်။ရုံးပါကျွန်တော်ဝင်စားစားရီဖတ်နေချင်းဖြစ်ပါတယ်။အဲတော့စားထုတ်တဲ့ချင်းပါတယ်။တတိချက်ချင်းတတိရတဲ့အနိုင်ကောက်ကြည့်လိုက်တော့ဆက်အနိုင်50မိနစ်ပေါ့လေ။မောကြည့်လိုက်ချင်းပါ။ပြေး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 နဲ့ပို့လှုပ်လာတော့ပေါ့။လှုပ်လာတော့ကျွန်တော်တို့လည်းလုံချင်မှုရအောင်ဆိုစပွဲဗတချမ်းတော့နေရာယူထားတာပေါ့လေယူခဲ့ပါတော့တော့ညင်သွားတဲ့ခါမှကျွန်တော်တို့အပြင်ထွက်ကြည့်တော့ကျွန်တော်တို့ရုံးနေရာတော့တိတ်တော့ပျက်စီးတိတ်မများပါဘူးတို့တော့ပဲ after shake တဲ့ရှိတဲ့ခါကျတော့ကျွန်တော်ရဲ့လုံခြုံရေးအဖွဲ့တွေကရုံးဖွဲ့တွေကတော့ကျွန်တော်ပြင်မာနေဖို့အကြံပြုတယ်ကျွန်တော်တို့ပြင်မာတဏ္ဍကျော်တော့ထွက်ပြီးမတက်ရပြီးကျွန်တော်နေပါသေးတယ်။နောက်ကျတော့ရွေထဲမှာတော်တော်များတယ်ဆိုတာဖြစ်တယ်ဆိုတော့ကျွန်တော်လမ်းမြေတင်ပို့ပါတယ်။အဲတော့ဟိုတွားဖို့ထူတဲ့ခါကျတော့လေတွားလို့မရဘူး။လမ်းနေရကိုလမ်းနေတွန့်ခေါက်ပြီးတော့ပြက်သွားတယ်။ဆိုတင်ပို့တော့ကိစ္စမရှိဘူး။ဟိုလမ်းရတဲ့ဒီလမ်းကတွားမှတော့ကျွန်တော်တို့ဆန်းနိုင် အဲ၃နိုင်55လောက်ကျွန်တော်ရောင်းဝယ်ထွက်ပြီးတော့မြို့ထဲထွက်လာကြည့်တော့တော်တော်လေးသဘောပေါက်သွားတယ်သူကပျက်စီးမတော်တော်များတော့ဒီရှိမှလည်းဒီဒီဖျားကြီးရှိမှလည်းကျွန်တော်တော်ခက်ခဲသွားပါတယ်တော့ကိုယ့်ပိုက်ပြီးကျွန်တော်သွားပြီးတော့လိုက်ကြည့်ပေါ့လိုက်ကြည့်တော့တချို့နေရာတွေမှာလည်းတော်တော်လေးစူးစူးဝါးဝါးဖြစ်တာကိုတွေ့တယ်သူစီပြန်တော့ဝန်ထမ်းအင်ယာတွေပေါ့လေဝန်ထမ်းအင်ယာတွေမှာအိမ်ထဲကဒီကတိုက်တွေကအောက်တစ်ထပ်ကျွန်သွားတော့ငါးတက်တက်တွေနှစ်ထပ်လောက်ကျွန်သွားတော့